ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်မနေ့ကတော့ဟုတ်လားအင်တာနက် line နေကျွန်တော်ဘက်မှာပြတ်သွားတဲ့အတွက်ကျွန်တော်လုံးဝမတင်ပေးပြလိုက်ပေါ့နော်ဒီကနေ့တော့ကျွန်တော်အတက်နိုင်ဆုံးလုပ်ပေးခဲ့ပဲနော်မနေ့ကဆိုရင်တော့ကျွန်တော်တို့ဘာတွေအောင်ခဲ့တဲ့ဆိုရင်ဒီကနေ့ဒီကနေ့ဆိုရင်ဘာအောင်ခဲ့တယ်ဆိုထိတ်နေကျွန်တော်တို့ break ပေါ့နော်ထိတ်နေ break ကတော့အောင်သွားတယ်ပေါ့နော်ဒါ viber မှာကျွန်တော် viber မှာကြတော့ဒီမနေ့ပိုက်ဖြစ်တဲ့အတွက်ပေးလို့ရသွားတယ်နော်ညာဆိုရင်လုံးဝကျွန်တော်တို့အင်တာနက်မရဘူးအဲကြောင့်နော်အဲနောက်တစ်ခုကျွန်တော်တို့ ကျွန်တော်မတက်ဖြစ်ပေမဲ့မျိုးတို့အနေနဲ့ကစားမယ်ဆိုရင်ဒီကောင်ကဆိုရင်စတိုက်ကိုအောင်နေတာမျိုးတို့တွေ့ရမှာဖြစ်တယ်ဗျာเนาะအ ਨੇ ဆုံး2ကြိမ်လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့ဟိုတနေ့က3 3ည8ဆိုပြီးတော့အားလုံးပေါင်းကျွန်တော်တို့4ကြိမ်အထိဒီကောင်ကကစားသွားပြီเนาะ4ကြိမ်အထိကစားသွားတယ်ဟုတ်လားဒီတန်းလေးကတော့ကျွန်တော်တို့ဒီကြိမ်မဲ့ကစားသေးရေเนาะအပေါ်တန်းလေးကတော့ဟုတ်လားကဲအဲ့တော့ကျွန်တော်20လေးစလိုက်ရအောင်ဘယ်ကစမလဲဆိုရင်3ည6အော်3ည6 6ကနေစမယ်ဗျာ ုံညာ၈၆၆လေးလေးတုံညာတုံညာလေးလေးတုံညာတုံညာတုံညာ၅၃၉တုံညာ၅၃၉ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဒီ20လေးရ20ဟောင်းလေးတွေပါပဲเนาะအဲ့ဒါဘလို့တွက်လဲဆိုရင်၈နဲ့၅နဲ့ပေါင်း၃၃၃ရဲ့ပါဝါ၈၈ရဲ့ခက်ခက်၁၃၈၁ဆိုတော့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့ ၃ညာရှေ့တဲ့၃ညာရှေ့မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ညနေပိုင်းမှာကျွန်တော်တို့နှစ်လေးတဲ့နှစ်လေးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ၃ညာရှစ်မှာတော့၃ညာရှစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြန်တွက်ပါမယ်နှစ်၃၆၉နှစ်၃၆၉နှစ်9 8 3နှစ်9 8 3 9 9 6 9 6960ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ3နဲ့ဒီ6နဲ့ပေါင်းနှစ်ပါတဲ့နှစ်ပါပါခွန်ခွန်နဲ့ခက်က3ည2ခွန်3ညဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရဲ့အခါကျတော့65တဲ့မအောင်ပါဘူးခွန်4တဲ့ခွန်4မှာတော့ကျွန်တော်တို့ခွန်2လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်ဒီ3ည6 7 လေးတုံညာကိုရှိနေတလေးရှိ6399 6399ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်တုံညာနဲ့3နဲ့ပေါင်း3ပါတဲ့33ရဲ့ပါဝါရှိ8ရဲ့နှက်ခက်က1 381ဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့8 တိရှိတဲ့နော်တိရှိမှာဆိုရင်တိကောရှိကောထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်ညနေပိုင်းမှာတိတိတဲ့ဟောတိတိမှာလည်းတိတလုံးထိပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ဒီကောညမနေ့ဒီအောင်တာများတယ်ဗျာနော်ကြည်တာအောင်မှာဇက်တိုက်လို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 နှီးပါပဲနော်နောက်တစ်ခါကျွန်တော်တို့ကိုလေး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 လေးကိုခွန်လေးလေးကိုခွန်လေး 363နဲ့363ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့3နဲ့ပေါင်းခွန်းခွန်းရဲ့ပါဝါ2 2ရဲ့နက်ကက4ခွန်း2 4ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်၄၃ညရတယ်၄၃ညမှာလဲ၄တလုံးထိပ်ပြီးညအောင်မနဲ့အကောထပ်အောင်ပါလေဗျကဲနောက်တစ်ပြင်တော့တပ်ပါမယ်တေရှိတိခွင့်တေရှိ တစ်ခွန်လေးကိုခွန်ကို3863တုံညာရှိ63ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့ရှင်းနဲ့ပေါင်း6 6ပါဝါ1တရနှခက်က8 6 8ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တိတိတဲ့ဟောတိတိမှာတိလုံးထိပြီးအောင်ခဲ့ပါတယ်3 3ညာ3 3ညာလဲ3 3ညာမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျာ ရနောက်တစ်ပြင်ကိုတွက်ပါမယ်တေကို25တေကို25 395 41 395 41ညကို38ညကို38ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့6နဲ့ပေါင်း8 6ရဲ့ပါဝါက3 3ရဲ့နှက်ခက်က5 8 3 5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့ 36တဲ့36မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာလည်း7တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်မျိုးတက်ပါမယ်36965 3695ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့3ညနဲ့ပေါင်း 6 6ရဲ့ပါဝါ1တရနခက်က8 6 8ဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်တဲ့6ခွန်က6တလုံးထိပြီးအောင်ခဲ့ပါတယ်4 1တဲ့4 1မှာလည်း1တလုံးထိပြီးညာအောင်မနဲ့ကောထပ်အောင်မြင်ပါလေဗျကျွန်တော်တို့ပြန်တပမယ်9563ည9563ည73 76 73 76 ်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9 9ရဲ့ပါဝါ3ည3ည9နဲ့ခက်က9 9 3ည9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9 9ရဲ့ပါဝါ3ည3ည9နဲ့ခက်က9 9 3ည9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့69တဲ့69မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်3ည1တဲ့3ည1မှာလည်း3ည3လုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒါဆိုရင်ကျွန်တော်ကဘလူးနေအတွက်တွက်လိုက်ရအောင်3ည9 9ည သုံးညခွန်6ခုနှစ်သုံးညသုံးရှစ်တည်သုံးညသုံးရှစ်တည်သုံးခွန်ရှစ်ရှစ်သုံးခွန်ရှစ်ရှစ်ဆိုပြီးတော့ဒီလိုမျိုးထွက်ပါထွက်တာပါလေအဲ့မှာကျွန်တော်ပြောချင်တာเนาะမနေ့ပိုင်းသုံးညစင်တိုင်း185သုံးညခွန်ဆိုတဲ့အခွေเนาะအဲ့မှာကျွန်တော်တို့185သုံးညခွန်ဆိုတဲ့အခွေဒီမှာ30ခက်တုံးကလည်း185သုံးညခွန်အခွေမှာသုံးညတစ်ဆိုကြီးထွက်တယ်ဒီမှာသုံးည မနေ့ပိုင်းခင်းတော့လေတိရှင်း939ခွန်ခွေမှာ81ဆိုပြီးထွက်တယ်အခု393ဆိုတဲ့အခွေကထပ်ခင်းထားပြန်ပြီအဲ့တော့မနေ့ဖန်ကပဲထွက်မလားတပက်ကပဲထွက်မလားတော့မသိဘူး3ရက်တည်းမှာတော့တိရှင်း939ခွန်အခွေကထွက်နိုင်ပါသေးရဲ့နော်အဲ့ဒီမူဒီလေးကိုလည်းယူထားပါမှတ်ထားပါကျွန်တော်မအားတဲ့ခါကြီးကျွန်တော်သတိမိနေတဲ့ခါကြီးကိုပါကိုထောက်ကြည့်ပြီးတော့တင်ကနန်းလေးရှာလို့ရတာပေါ့နော်အဲ့တော့ဒီ9နဲ့9ပေါင်းတော့4ပါတဲ့4ရဲ့ပါဝါ9ကိုယ့်ရဲ့နှက်ကက6 လေး6 6ဆိုတဲ့ကီးသုံးလုံးပါတဲ့မနေ့ကအတွက်ကီးပဲဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့မနေ့ကအတွက်ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်မနေ့ကအတွက်ကီးထိတ်မနေ့ကအတွက်ကီးထိတ်ကကျွန်တော်တို့ဘာရှိသလဲဆိုတဲ့အခါကျတော့3ည5 3ပါတဲ့3 5 3ကီးရိုးရိုးက4 6ဟုတ်တယ်4 6အဲ့မှာဗရိတ်ကကျွန်တော်တို့5 3 3 6ပါတဲ့အဲ့မှာ9 1ဒီ main ပြိဖြစ်ပါတယ်တဲ့ကြဲအဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကတ်မယ်မတူတာလေးတွေ34 39 36 54 59 56 34ုံ6 36ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော်တို့ main ပြိနဲ့ကိုင်းညီတာလေးတွေကျွန်တော်တို့ရှာမယ်ဆိုရင် ်မိန်ပရိတ်နဲ့ကိုင်းကြတာကကျွန်တော်တို့56ဆိုတဲ့တစ်ခွက်ပဲရှိပါတယ်เนาะအရန်ပရိတ်နဲ့ဆိုရင်တော့36ဆိုတာရှိတယ်မိန်ပရိတ်နဲ့ကတော့56ဖြစ်ပါတယ်တဲ့အဲ56ကကျွန်တော်တို့ထွက်နိုင်ကြအားရှိတာမရှိတာဒါကျွန်တော်ကတော့ကြိုက်ပါတယ်ဘာဖြစ်လို့ကျွန်တော်ကြိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ ဒီဆယ်လုံးကွက်မှာဒါ၄ချိန်ထွက်သွားတော့ညာလေဒီအနည်းဆုံး၂ချိန်အောင်ရမယ်ဆိုတော့ကောင်ကအခုမှ၃ချိန်မဲ62ဆိုတဲ့ချိန်မဲ့ထွက်သေးရနော်အဲ့တော့ဒီမှာ56ဆိုတာကျွန်တော်တို့သွားညီတို့36လဲသွားညီရဲ့အတွက်ကျွန်တော်ကြိုက်ပါတယ်နော်အမျိုးတို့လည်းအကြိုက်တူရင်ယူပေါ့နော်အကြိုက်မတူဘူးဆိုရင်တော့လည်းမယူပါနဲ့နော်ကဲအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုလေးကတော့ဒီကနေ့အပိုင်းတိုင်းတာအဖြစ်ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရင်တင်ွယ်များရရှိပြီးအားလုံးပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ